မင်္ဂလာပါငါဥတွေတော်တော်များများကိုတော့စားပူးကြတယ်နောက်ပြီးတော့တချို့ငါဥတွေလည်းများများစားစားဝယ်လို့ရတယ်ဒါကတော့ငခုဥဖြစ်ပါတယ်ငခုကတော့အဲတခါလေဟင်းချက်တဲ့ခါမှာဒီမျိုးဥပါတဲ့ငါးတွေပါမသာစားရတာပေါ့နော်ဟိုဒီတခါတော့ဦးနန်းတို့ရန်ကုန် Safe Food Distribution ကဒီငခုဥလေးရတော့ဦးနန်းဝယ်လိုက်ပါတယ်ငါတလားဥကိုတော့ထုံးစံအတိုင်းပဲဦးနဲ့ငါပြုတ်ကြော်လေးပေါ့နော်အချိုးတို့အငန်းတို့စနွန်းတို့ထည့်ပြီးတော့စီရဲရီရဲခါထည့်ပြီးပြုတ်ကြော်လေးကြော်လိုက်မယ် ငခုဥဝါကြတော့ရေးသေးချာဆေးပြီးတော့သူ့ကိုနိုင်စားရဲ့ဟင်းချုံမို့ရဲ့ကာရီပေါင်းတာရဲ့အဲ့ဒါနဲ့အရသာဝင်ပထမဆုံးနေလိုက်ပါမယ် ငကူဥလေးတွေက မချက်ခင်မှာသူ့ကိုရေနဲ့သုံးရီလောက်ဆေးလိုက်တယ်။သူ့ရေနွေးဖြောပြီးမှချိန်လဲရတယ်။ဒါပေမဲ့ရေနွေးဖြောလိုက်လို့ရှိရင်သူကအပေါ်ကြောတင်းသွားတယ်။တင်းသွားတော့စားတဲ့အခါမှာဇက်တဇက်တော့ဖြစ်တယ်။အခုလိုမျိုးအစိမ့်လက်ကိုပဲအရသာနေပြီးတော့မှစီတက်ပြီးချက်မယ်ဆိုလို့ရှိရင်တော့သူကအပေါ်ရေလေးတချို့ဥတွေကပေါက်သွားတယ်။ပေါက်သွားရင်ကွဲထွက်သွားတယ်။ကွဲထွက်သွားတဲ့အခါစားတဲ့အရသာကြတော့စိတ်စိတ်လေးနဲ့အီအီလေးပို့ပြီးတော့စားလို့ကောင်းပါတယ်။ ငတ်တလားဥကဥနိုင်တို့ရက်ွက်ဈေးလေးမှာတော့10000တောင်း2000ဥနိုင်က20000ဆိုတော့4000မို့ဝယ်လာတယ်2000မို့ကြော်မယ်ပြီးတော့2000မို့တော့သူ့ဘိုက်သားနဲ့ရောချက်မှာပေါ့နော်အခုဒီငတ်ခူးဥလေးတွေချက်ဖို့အတွက်ကိုတော့ကြက်သွန်ဖြူကြက်သွန်ဒီဂျင်းရုပ်တီးအစိမ့်မုတ်ထောင်းတာကိုစီတက်မယ်ပြီးလို့ရှိရင်ငံပြားကြီးလေးပါနေငယ်ထည့်မယ်ပြီးတော့မှအနှစ်ကလေးရအောင်ဆိုပြီးခရမ်းကျင်သီးထည့်မယ်တော့ဒါလေးမှုေးကြိုင်လောက်စီတက်လိုက်ပါမယ် စစ်တပ်နေတာလေး okay မှာဆိုပြပြီဆိုလို့ရှိရင်တော့စောစောကနေထားတယ်ငခုဥလေးထည့်လိုက်ပါမယ်ငခုဥလေးတွေကတော့အဲသေချာလေးသူ့ပေါင်းပစ္စည်းတွေနဲ့မှုေးကြိုင်လာအောင်စစ်တပ်မယ်စွန်းနာကပြောခဲ့သလိုငခုဥလေးတွေပေါက်သွားလဲပြဿနာမရှိဘူးပေါ့နော်ဖြည်းဖြည်းချင်းလေးမီးလေးအနေတော်နဲ့သူ့ကိုသေချာလေးစစ်တပ်ပေးလိုက်ပါမယ်စစ်တပ်တာလေးမှုေးကြိုင်လာပြီဆိုလို့ရှိရင်တော့ပေါင်းပစ္စည်းတွေနူးညံ့မှုအတွက်ကိုရင်သွေးလေးထည့်လိုက်ပါမယ် ခုနကဒီရပ်ပိုင်းတွေမှာတော့ချက်ပဲချက်ပြနေတော့စားပြဖို့တောင်းဆိုရတဲ့အဖွဲ့လည်းတသက်ရှိတော့မဟုတ်နိုင်ဒီရပ်ပိုင်းမှာစားပြဖို့အတွက်ကိုအစီအစဉ်လေးဆွဲလိုက်ပါဦးမယ်နော်အဲပြီးလို့ရှိရင်တော့ရည်လေးထက်လိုက်ပြီးပြီးတော့အဖုံးလေးအုပ်ထားလိုက်ပါမယ်ခင်ဗျာဦးနိုင်ရဲ့ page မှာတော့ဦးနိုင်ကစားပြတယ်ချက်ပြတယ်ဒါပဲနော်ရှိတယ်နောက်ပြီးတော့မှဦးနိုင်ဦးနိုင်သုံးတဲ့ပစ္စည်းလေးအနေငယ်ရောင်းမိတယ်ပေါ့နော်လောဝကိုဟင်းတွေချက်ပြီးတော့မှရောင်းခဲ့တာတခုမှမရှိပါဘူးနော်ချက်ပြီးရောင်းဖို့လည်းအစီအစဉ်မရှိပါဘူးခင်ဗျာအဲ့တော့ အဲငါးဦးလေးတွေမှုေးလာပြီဣလာပြီဆိုလို့ရှိရင်တော့အချိန်ရတာလေးလည်းပါအောင်မကြီးနှစ်ကလေးအနေငယ်ထည့်လိုက်မယ်နော်အရတာလေးကိုပြီးလို့ရှိရင်တော့လည်းဘာထည့်မလဲဆိုတဲ့အခါကျတော့လိုအပ်တဲ့ပေါ့နော်အအချိုငံလေးတွေထပ်ထည့်မယ်ပြီးတော့မှငရုပ်ပွားကိုနော်အနေတော်လေးအရှိလိုက်ကလေးလှီးထားလေးမှုေးတော့အရင်ထည့်လိုက်မယ်ငရုပ်ပွားလည်းထည့်မယ်ပြီးလို့ရှိရင်တော့အရတာလေးအားလုံးကလည်းကွက်တီဖြစ်နေပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့အုန်းနိုင်နန်းနံမေလေးအုပ်လိုက်မယ်ပေါ့နော်အဲ့တော့နန်းနံမေလေးအုပ်လိုက်ပြီဆိုလို့ရှိရင်အုန်းနိုင်ဒီနေ့ချက်ပြပေးတယ် အဲငခုဥဟင်းလေးပြီးတော့ပါပြီခင်ဗျာငခုဥလေးရတယ်တမျိုးစားလို့ကောင်းပါတယ်ဥနာရဲ့ page မှာတော့အဲအိုးတစေဟင်းချုံပေါ်ရနေပါသေးတယ် 1kg 63ကျပ်သားကိုဈေးနှုန်းက9000နဲ့3000ပါခင်ဗျာအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ပစ္စည်းတွေမှာယူအားပေးတယ်ဆိုလို့ရှိရင်တော့နေတွေကတော့တရက်ကြိုပြီးတော့ငွေလွှဲရမယ်ရန်ကုန်ကတော့ပစ္စည်းရောက်ငွေချေပါ အဲဆိုတာပြောတယ်ခောက်ဆွဲစီချက်တွေမှာဆိုလို့ရှင်တော့ပစွန်ရမယ်ပြီးလို့ရှင်ကနန်းရမယ်ပင်လေစာရမယ်ဂုံရမယ်သူအထက်မှာငားထုတ်ပါမယ်စိုက်ကြည့်တယ်တပိုင်ကင်ကို1400ဖြစ်ပါတယ်ခင်ဗျာ Super 3 in 1ကျတော့တပိုင်ကင်ကို2000နဲ့မှ2000တွားကျတော့အပြာနဲ့အစိမ်းရအောင်မယ် copy ကိုကကျတော့တပိုင်ကင်ကို1000နဲ့9000 next ကကျတော့တပိုင်ကင်ကို2000နဲ့9000မော်ကိုနာကကျတော့9000နဲ့9000 ဒီ Nets Ragap နဲ့အစိမ်းရကြတော့9000နဲ့9000 Crema ကကုန်နေပါတယ်ပြီးလို့ရှိရင်အဲကျမကြီးအတီးမုတ်အရွက်မုတ်အယောပါဆိုအယောပဲရတာပဲเนาะအယောက2000နဲ့မှ9000တော့အယောအခဲရကြတော့9000နဲ့မှ9000ပြီးရင်ရှော်မဲပေါ့เนาะထိုင်းရှော်မဲကတထုပ်တထုပ်ကို9000ဂျပန်စပင်ဆိုးစေးရကြတော့တဘူးကို4000နဲ့မှ9000လို့ရှိရင်ဓာတ်ဆက်လေးရအောင်မယ်ဓာတ်ဆက်လေးရကြတော့တဘူးကိုတွားကြတော့2000 ဒီဆန်ဆိုရဲကတော့ time mate 160g size ကြီးတဘူးကို3200နှစ်ဘူးတွဲယူမယ်ဆိုလို့ရှင်เนาะ6300ဖြစ်ပါတယ်ခင်ဗျာ